မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်ဟန်ကရုရှားကိုစစ်ကူပေးဖို့အတွက်စစ်အင်အားတပေါင်းကျော်ထပ်မံစေလွတ်ခဲ့ကြောင်းဗြိတိန်ထောက်လိုင်းဌာနကပြောပါတယ်။စေလွတ်လိုက်တဲ့စစ်သားတွေနဲ့6000ကျော်ဟာပြန်မလာနိုင်တော့ဘူးလို့ဆိုပါတယ်။ရုရှားနိုင်ငံကောက်စီတမရုရှားတပ်ဖွဲ့တွေတူတိုက်ပွဲတွေဖြစ်စဉ်မြောက်ကိုရီးယားစစ်သည်6000ကျော်အသေဆုံးနဲ့အရပျောက်ဆုံးခြင်းတွေရှိခဲ့ကြောင်းဗြိတိန်ထောက်လိုင်း MIC ရဲ့အစီအစဉ်ကသာရသိရပါတယ်။အဲ့ဒီဒေသကိုစေလွတ်ခဲ့တဲ့မြောက်ကိုရီးယားတပ်ဖွဲ့ဝင် တောင်းတထောင်ခန့်အနက်ထောက်ဝက်ခန့်ဟာအသေးပြောက်များရှိခဲ့တယ်လို့ဖြစ်တဲ့ကာကွယ်ဥက္ကဋ္ဌနာကဇွန်15ရက်နေ့မှာထုတ်ပြန်တဲ့ထောက်လိုင်းရေးစီကံစာမှာဖော်ပြထားပါတယ်။ယူကရိန်းဟာ2024ဩဂတ်စ်လမှာကာဒေတာကိုရှရှပပနေဆက်ဖြတ်ကျော်ထိုးစစ်တရဆင်နွှဲခဲ့ပြီးဒီဒေတာကိုခိတ္တသိမ်းခဲ့ပါတယ်။ဒါကြောင့်ရုရှားတပ်တွေကအဲ့ဒီဒေတာမှာတပ်ဖွဲ့တွေပြန်လည်ခြားထားခဲ့ရပါတယ်။ယူကရိန်းကကနအူးမှာအောင်မြင်မှုတွေရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ထိုးစစ်ကပြောင်းပြန်ဖြစ်သွားပါတယ်။ 2025မတ်လမှာယူကရိန်းတပ်တွေစုခွာသွားခဲ့ပြီးထိုးစစ်မှောင်အမြေပြင်ထိန်းချုပ်နိုင်ခြင်းမရှိဘဲဆုံးသက်သွားပါတယ်။ဒါပေမဲ့အဲ့ဒီစစ်စင်ရေးကရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကိုဟန်ကြားနှောင့်ယှက်နိုင်ခဲ့ပြီးတခြားစစ်မှန်တော်မှာရန်သူတပ်ဖွဲ့တွေကိုလမ်းကြောင်းပြောင်းသွားစေခဲ့တယ်လို့ယူကရိန်းဆိုရကပြောပါတယ်။နောက်ကိုရီးယားအတွက်ဒီလိုအသေးပြောင်းလို့မြင်မာရခြင်းဟာခြေလင်စစ်တီတွေရဲ့အလွန်အန္တရာယ်များတဲ့အကြီးစားအမြေပြင်ချိန်မိုးတိုက်ခိုက်မှုတွေရဲ့အဓိကအကြောင်းရင်းဖြစ်တာသိကြတယ်လို့ယူကရိန်းရဲ့အစင်ခန်းစာရဆိုပါတယ်။ အဲ့ဒီနေပြူဟာအချိန်တန်းမှာတိုက်ပွဲဝင်နေတဲ့မြောက်ကိုရီးယားစစ်သည်တွေအတွက်ဆုံးရှုံးမှုကြီးမားစေခဲ့ပါတယ်။လက်ရှိမှာတော့ရုရှားလုံခြုံရေးကောင်စီတွင်မူစာရေးရှိုင်းကူဟာ၃လတွင်ဒုတိယအကြိမ်မြောက်ကိုရီးယားကိုသွားပါတယ်။မြောက်ကိုရီးယားကောင်စီကင်ဂျွန်ဟန်နဲ့တွေ့ဆုံပြီးမော်စကိုနဲ့ပြုံရန်ကြာစစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လျက်ရှိကြောင်းပြသခဲ့ပါတယ်။ယူကရိန်းပေါ်ရုရှားရဲ့စစ်စင်ရေးအတွက်မြောက်ကိုရီးယားရဲ့ပံ့ပိုးကူညီမှုကိုလည်းရုရှားဆိုရကကျေးဇူးတင်တယ်လို့ဆိုပါတယ်။မြောက်ကိုရီးယားရဲ့စီးရေလှုပ်ရှားမှုတွေဟာဇွန်လလယ်အထိ ကတ်စ်ဒေသမှာကန့်သတ်နေရှိနေဆဲဖြစ်ပါတယ်။ရုရှားပိုင်နယ်ကိုကျော်လွန်တဲ့အထူးသဖြင့်နိုင်ငံတကာကအသိမပြုထားတဲ့ယူကရိန်းနဲ့မြေတွင်တိုးဝင်ချက်ထွေမှုမှန်သမျှအတွက်ပူတင်နဲ့ကင်ဂျွန်တို့နှစ်ဦးလုံးရဲ့ပူးတွဲခွင့်ပြုချက်လိုအပ်မှာအသေးချာကြောင်းပြည်ထောင်လိုင်းရေးကပြောပါတယ်။ပရိပကတွင်မြောက်ကိုရီးယားစစ်သည်600ခန့်သိမ်းဆုံးပါတယ်။တောင်ကိုရီးယားတော်မကထောင်လိုင်းရေးအရင်းမြစ်ကိုကိုးကားပြီးပြောပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကမြောက်ကိုရီးယားတပ်ဖွဲ့ဝင်4000ခန့်သိမ်းဆုံးတဲ့အရာကြောင်းပြောပါတယ်။ ကတ်စတေတာကိုထိုးစစ်စတင်ချိန်ကစပြီးမြောက်ကိုရီးယားတပ်ဖွဲ့ဝင်4500ကျော်တေဆုံးတဲ့အရာဖမ်းဆီးခံရခြင်းရှိခဲ့တယ်လို့ယူကရိန်းစစ်အုပ်ချုပ်ကပြောခဲ့ပါတယ်။